ပါတာပေါ့ဥစတီကမရဘူးအဲ့လိုမျိုးပေါ့နော်သူ character ကိုပြပြင်စီခြင်းနဲ့မင်းသမီးတွေလှတယ်မလှဘူးဆိုတာထက်ဟိုကိုရိုင်းလည်းအဲ့ဒါစိတ်မဝင်စားဘူးဟိုဟိုစရီတို့လည်းပြောတယ်မလှခြင်းနဲ့မလှမလှအောင်ပေါ့နော်ဟိုဘယ်လိုပဲ character ပြပြအောင်ပဲစူးစမ်းပေါ့နော်အဲ့တော့စိုးပြတို့ကလည်းဟိုတယောက်ဆောင်တယောက်ပဲဖြစ်ချင်တာအဲ့တကြောင့်မလို့ဟိုဟိုရတယ်လုံမယ်အဲ့လိုမျိုးပဲပေါ့နော်ဆိုတော့ဒီကားလေးကိုကြီးလိုက်ရင်တော့ဟိုပြိတက်ဘယ်လိုပြောမလဲစိုက်နေတတ်မယ်လို့တော့ဆိုပြီးထင်ပါတယ် အဲဆိုပြီးတော့ဒီညိုညိုဆိုတဲ့ character လေးပြပြအောင်เนาะ Usti ကသူကမလှချင်ပါနဲ့တဲ့။သမီးလှလို့မရဘူးတဲ့။အဲလှလည်းမလှပါဘူးငကိုရီက။ Usti ကဟောပေါ့ပို့ပြီးတော့သူကအဲ့လိုဘာဝကြစေချင်တာပေါ့เนาะ။အဲ့တော့ make up မလိမ့်ရဘူး။ ော့ဒါသူတို့စောင်းကြီးရဲ့စီရင်ချက်ဆိုရဲဒီကားပရက်ရှိုးလေးပေါ့နော်ပရက်ရှိုးလေးဆိုတော့အဒီနေ့မှာတော့ဒီကားကတော့ရိုက်ထားတာသူတို့အာ9နှစ်9နှစ်6နှစ်ဝင်ကျင်လောက်ရှိမယ်ရှိမယ်ထင်တယ်အဲ့လောက်ရှိပါတယ်9နှစ်လောက်ပေါ့နော်9နှစ်ဝင်ကျင်လောက်တော့ရှိရှိပါတယ်ရှင့်ဆိုတော့ဒီကားလေးမှာတော့ဒိုက်တာဥစတီသူပြည့်လဲပါတယ်ပြီးတော့မောင်လေးအလေးအောင်ပါတယ်အဲမောင်လေးရွှေသမီးပါတယ် ပြီးတော့တခြားပေါ့နော်မခိုင်နင်းဝေတို့ခြားခြားအတာတွေဥရအောင်တို့အများကြီးပါပါသေးတဲ့ရှင့်ဆိုတော့ဒီကားလေးကတော့ဇက်အိတ်တကယ်ခိုင်ခိုင်ခက်ခက်နဲ့ဇက်လန် open နဲ့စဖွင့်มาတွေကစိတ်ဝင်စားဖို့ကောင်းတဲ့အဖွင့်မျိုးနဲ့ပေါ့နော်ဖွင့်လာဆိုတော့ဒီကားလေးကိုတော့ဆိုပြီးအခုကြည့်ရတော့ဂျင်းနဲ့အားရမှုရှိပါတယ်ဒါ for you application မှာပြသမှာဖြစ်ပါလိမ့်ရှင့်28ရက်နေ့အာဒီကားလေးကတော့ထူးခြားတဲ့အာကားလေးတစ်ခုဖြစ်တယ်အာပုတ်ကင်းလည်းပါပါပေါ့နော်အဲ့လိုပုံစံမျိုးလေးအာပရိသတ်ကို ဟိုဘယ်လိုပြောမလဲတွေးတောစီခြင်းတဲ့အပိုင်းလေးကြီးလည်းပါတာပေါ့နော်ဆိုတော့ဇလက်အစဆုံးတော့မပြောပြတော့28ရက်နေ့ကျမှ for you မှာကြည်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ Usti ရဲ့လက်ရာပေါ့ဟုတ်တယ်အာ usti ကတော့တော်ပြီးသား usti နဲ့အလုပ်လုပ်ရတာလည်းအရင်စင်ပြေပါတယ်အဆိုပြီးတော့အတာတွေအပေါ်မှာလည်းနားလည်မှုလည်းရှိတယ်နောက်တစ်ခုကကြတော့ဟိုတိတိချာချာလည်းတင်ပြပေးနိုင်တဲ့ driver တက်လက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အလုပ်လုပ်ရတာလည်းအရင်အစင်ပြေပါတယ်ရှင့် အာဒီကားကတော့ဟိုမှတ်မရဒီကားမှာဆိုပြနာမည်ကညူညူပေါ့နော်ဒါပေမဲ့အဲဆိုပြတို့ဒီညူညူဆိုတဲ့ character လေးပြပြအောင်တော့ Ustia ကမလှချင်ပါနဲ့တဲ့တမီလှလို့မရဘူးတဲ့အဲလှလည်းမလှပါဘူးငကိုရီးယားဒါပေမဲ့ Ustia ဟောပေါ့ပို့ပြီးတော့သူကအဲ့လိုဘာဝကြစေချင်တာပေါ့နော်အဲ့တော့ make up မလိမ့်ရဘူးအာနောက်တစ်ခုကကြတော့ make up ကို အညိုရောင်လင်းပေးရမယ်ပေါ့နော်ဟိုမိတ်ကပ်အရေပေါ့ဆိုပြီးတော့ခြေဆုံးကောင်းဆုံးလဲရတယ်အိပေါ်နေတဲ့ခြေခြေဖမိုးကအစာအကုန်လုံးလင်းပေးရတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ဒီကားမှာဒီအင်ကြီးအဝအစာလေးတွေကအစာအဲ့လိုမျိုးလေးပေါ့နော်တေချာလေးတော့စူးစားပြီးတော့လှုပ်ထားတယ်နောက်ဒီ item ပိုင်းလေးတွေကိုလည်းအတွက်ပုံစံမျိုးလေးခက်ဆွာဆာပုံစံမျိုးလေးဆိုပြီးတည်ယူဆောင်ထားပါတယ်ဟုတ် ပါတာပေါ့ဥစတီကမရဘူးအဲ့လိုမျိုးပေါ့နော်သူ character ကိုပြပြင်စီခြင်းနဲ့မင်းသမီးကြီးလှတယ်မလှဘူးဆိုတာထက်ဟိုကိုရိုင်းလည်းအဲ့ဒါစိတ်မဝင်စားဘူးဟိုဟိုစရီတို့လည်းပြောတယ်မလှခြင်းနဲ့မလှမလှအောင်ပေါ့နော်ဟိုဘယ်လိုပဲ character ပြပြအောင်ပဲစူးစမ်းပေါ့နော်အဲ့တော့စိုးပြတို့ကလည်းဟိုတယောက်ဆောင်ပြပဲဖြစ်ချင်တာအဲ့ဒါကြောင့်မလို့ဟိုဟိုရတယ်လုပ်မယ်အဲ့လိုမျိုးပဲပေါ့နော်ဆိုတော့ဒီကားလေးကိုကြီးလိုက်ရင်တော့ဟိုပြိတက်ဘယ်လိုပြောမလဲစိုက်နေတတ်မယ်လို့တော့ဆိုပြီးထင်ပါတယ် အမတ်တရားတွေကတော့အများကြီးပဲဒီကားရိုက်တော့ဆိုပြီးကတီလာရှင်ဝစ်ပြီးတော့ဂရုံးစပင်ပေါက်ဖြစ်နေတာဆိုတော့ဆိုပြီးကစပင်ကိုတော့အတူလေးစွတ်ထားရတယ်အအတူဆိုပေမဲ့ဆိုပြီးတော့စံသားအစစ်နဲ့လုပ်ထားတဲ့စပင်အတူပေါ့နော်အဲ့အားလေးတော့အဲ့အားလေးတော့နည်းနည်းရှိရပါဆိုစပင်ကြတော့လေကိုလည်းဘာမှဂရုံးစင်ပေါက်ဖြစ်နေတော့ဘာမှလုံးလို့မရဘူးပေါ့နော်ဆိုတော့အဲ့အားလေးတစ်ခုရှိရယ်ပြီးတော့ makeup အညူတွေလည်းဆိုပြီးတော့လိမ့်ခဲ့တယ် makeup မလိမ့်မဲနဲ့လည်းရိုက်ခဲ့တယ်ပြီးတော့ဟိုအဲ့ထဲမှာညူညူဖြစ်အောင်ပေါ့နော်ဟို ဟိုဘယ်လိုပြောအပြောအဆိုလေးတွေကအစအဲဆိုပြီးဒရိုက်တာနဲ့လည်းတိုင်ပင်ပြီးတော့သေချာလေးစူးစမ်းထားပါတယ်ဟုတ်ဟိုဟိုပါပေါ့နော်အကြီးကဆိုပြီးပြောချင်တာလေဆိုပြီးကကြတော့ဟိုမင်းသမီးတယောက်ဆိုတာထက်ဟိုတယောက်ဆောင်တယောက်ဆိုပြီးဖြစ်ချင်တယ်အခုဒီနောက်ပိုင်းပေါ့နော်ကိုဘယ်လိုပြောမလဲအသက် အရွယ်ပိုကြီးလာတဲ့ငယ်တုန်းကကျတော့ငယ်ငယ်တုန်းကကျတော့ခလေးစိတ်ရှိသေးတာဘို့เนาะအသက်ကြီးလာတဲ့အခါမှာကျတော့ပို့ပြီးတော့ဒီအမှုပညာပိုင်းကိုပို့ပြီးတော့ယူသွင်းချင်တယ်အဲကာရိုက်တာဆိုလို့ရှိရင်လည်းစစ်စစ်ပြီးတော့ရိုက်ချင်တယ်ဇက်ဆိုလည်းအဲ့လိုမျိုးလေးကိုကြိုက်ဆုံးကိုကြိုက်တဲ့ဟာမျိုးပဲဆိုပြီးလုပ်ချင်တယ်အဲပြီးတော့အဲ့လက်ခံပြီးတဲ့ဟာတစ်ခုကိုလည်းဆိုပြီးအဲတယောက်ဆောင်တယောက်ဖြစ်အောင်ဆိုပြီးလုပ်ချင် အာဒီကားလေးကတော့အခုဒီ28ရက်နေ့မှာပြသမှာဖြစ်ပါတယ်။ For you application ကနေပြီးတော့ပြသမှာဖြစ်ပါတယ်ရှင်။အာဒီကားလေးကိုလည်းဒါပြိသက်တွေချိန်တက်တဲ့ကားလေးဖြစ်မယ်လို့တော့ဆိုပြီးယုံကြည်ပါတယ်။ကြည့်ရှုအားပေးဖို့အတွက်ကိုလည်းဆိုပြီးဖိတ်ခေါ်ချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။